်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကိုငွေကြေးထောက်ပံ့မှုဖျက်တောက်ထားမယ်ဥပဒေမူကြမ်းကိုအမေရိကန်အောက်လွှတ်တော်အတည်ပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်အာနာသိန်းစစ်ကောင်စီကိုငွေကြေးထုတ်မပေးဖို့နဲ့ဗန္ဒာရေးဆိုင်ရာဂရီကဘို့အစ်တွေကိုဆက်လက်ဆိုင်းငံ့ထားဖို့ရည်ရွယ်တဲ့ no new pharma fan at go american outlet.com ဒီဇင်ဘာ၁ရက်မနေ့ကအတည်ပြုလိုက်ပါတယ် စစ်တပ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံကိုငွေကြေးထောက်ပံ့မှုအသစ်တွေထပ်မပေးရဥပဒေမူကြမ်းကိုအမေရိကန်အောက်လွှတ်တော်ကခန့်ကွက်သူမရှိတညတညွတ်တဲ့အတည်ပြုခဲ့တာပါ။မနေ့ကအမေရိကန်အောက်လွှတ်တော်အစည်းအဝေးမှာတက်ရောက်ခဲ့ကြတဲ့လွှတ်တော်အမတ်431ဦးတွေက385ဦးကဥပဒေမူကြမ်းကိုထောက်ခံပေးပေးခဲ့ကြပြီး46ဦးကမဲမပေးခဲ့ကြဘူးလို့သိရပါတယ်။မြန်မာရေးနဲ့ပတ်သက်တဲ့အဲ့ဒီဥပဒေမူကြမ်းကိုအမေရိကန်အောက်လွှတ်တော်ကအတည်ပြုပြီးဖြစ်တာကြောင့်အထက်လွှတ်တော်ကဆက်လက်ထောက်ခံအတည်ပြုမယ်ဆိုရင်သမရဒေါ်နယ်ထရန့်လက်မှတ်ရေးထိုးဖို့သာကြံရှိမှာဖြစ်ပါတယ်။ အမေရိကန်သမရလက်မှတ်ရေးထိုးအတည်ပြုလိုက်ပါက No New Pharma Fund at How ဥပဒေတရအဖြစ်အသက်ဝင်လာမှာဖြစ်ပါတယ်။လက်ရှိအောက်လွှတ်တော်ကအတည်ပြုလိုက်တဲ့ဥပဒေမူကြမ်းကိုဂျော်ဂျီယာပြည်နယ်လွှတ်တော်အမတ်နီကီမောင်ဝီလီယန်ကဦးဆောင်တင်သွင်းခဲ့တာဖြစ်ပြီးကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်အမတ်ရောင်းကင်ကဖူးတွဲတင်သွင်းခဲ့တာပါ။မနေ့ကအမေရိကန်အောက်လွှတ်တော်မှအဲ့ဒီဥပဒေမူကြမ်းမေးမခွဲခင်မှာမစ္စတာရောင်းကင်က အာနာသိန်းစစ်ကောင်စီဟာနိုင်ငံတကာဖဏာငွေကြေးတွေကိုတာဝန်ခံမှုရှိရှိထိန်းသိမ်းနိုင်မှာမဟုတ်တယ်လို့အလိုအဆုံမြန်မာပြည်သူတွေစီကိုလည်းရောက်ရှိစေမှာမဟုတ်ဘူးလို့ဆွေးနွေးခဲ့ပါတယ်။စစ်တပ်ဟာ2021ဖေဖော်ဝါရီမှာဒီမိုကရေစီနှိကျရွေးကောက်ခံအရက်သားအစိုးရကိုဖယ်ရှားပြီးအာနာသိန်းခဲ့တာဖြစ်ကြောင်းအဲ့ဒီဥပဒေမဲ့အာနာသိန်းလိုက်ချင်းကစားလို့မြန်မာနိုင်ငံအခြေအနေဟာဗျံပရာဖြစ်နေခဲ့ကြောင်းလွှတ်တော်အမတ်ရှောင်းခင်ကပြောပါတယ်။စစ်တပ်အာနာသိန်းပြီးနောက်ပိုင်းမြန်မာပြည်သူ6000ကျော်တပ်ဖြတ်ခံခဲ့ရပြီးလူပေါင်း2000ကျော်ဟာဖမ်းဆီးထိန်းသိမ်းခံထားရတာက လူပေါင်း3.5တန်းတန်းကျော်ဟာသူတို့နေအိမ်တွေကနေနေရက်ဆုံးခွာထွက်ပြေးနေရကြောင်းကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်အမတ်ကရှင်းပြပါရယ်ဒီလူသားချင်းစာနာမှုဆိုင်ရာအချက်တွေဟာအာဏာသိမ်းစစ်တပ်ကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာအလွန်ပဲထင်ရှားတယ်လို့မစ္စတာယောင်ခင်ကပြောပါရယ်ဒါကြောင့် No New Farmer Fan App ကိုထောက်ခံမေးပေးကြဖို့အောက်လွှတ်တော်အမတ်တွေကိုမစ္စတာယောင်ခင်ကတိုက်တွန်းခဲ့ပါရယ်ဆလပီမြန်မာပြည်လွတ်လပ်မှုမရမချင်းအရှုံးပေးအနာယူမည်မဟုတ်ဟုဒေါက်တာဆာဆာကြီးညာတဲ့ဆွေးနွေးပွဲကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် မြန်မာနိုင်ငံပြည်သူများစစ်အာဏာရှင်လက်အောက်မှာလွတ်လပ်မှုမရမချင်းဤသည့်အခါမှာအရှုံးပေးအနာယူမည်မဟုတ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဟောင်းဒေါက်တာဆာဆာကကြေညာပါတယ်။ NUG အစိုးရပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ၏အစိတ်အပိုင်းတစ်ရက်အနေဖြင့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကိုဖြတ်သိမ်းတော်မူဖြစ်ကြောင်းယာယီသမရပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ဥက္ကဋ္ဌတို့ဩဂုတ်လအတွင်းက၎င်းအားအသိပေးခဲ့ပြီးဝန်ကြီးအဖြစ်မှအနာယူပြီးနောက်ဒီဇင်ဘာ၁ရက်နေ့တွင် ြည်သူတို့အတိပေးတင်ပြသည့်ထုတ်ပြန်စာတွင်ရင်းထုတ်ရေးသားထားခြင်းဖြစ်ပါသည်။ယခုအချိန်တွင်တာဝန်ထမ်းဆောင်မှုအခမ်းအခဏာတစ်ခုပြီးဆုံးသွားပြီဖြစ်တော်လေနိုင်ငံတော်အတွက်ပုံမခိုင်မာသောရည်မှန်းချက်များနှင့်အတူကောင်းဖွန်သောကြိုးပမ်းအားထုတ်မှုများကိုဆက်လက်လှုံ့ဆော်သွားမည်ဟုဒေါက်တာဆာဆာကဆိုပါသည်။မြန်မာပြည်သူပြည်သားအလုံးအီဘုံရန်သူကိုတိုက်သည့်တိုက်ပွဲမှာခွဲထွက်သွားခြင်းမဟုတ်ဘဲစွမ်းဆောင်ရည်ပုံစံအသည့်ဖြင့်ဆက်လက်တိုက်ပွဲဝင်ကြတာဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြပါရသည်။ မြန်မာနိုင်ငံတွင်ပြည်သူများအားပေးထောက်ခံမှုရရှိရေးလူသားအရင်းအမြစ်နှင့်ဗန္ဒာရေးအရင်းမြစ်များရရှိရေးမဟာဗျူဟာမှုပေါင်းများကိုဥတည်သည့်ပြည်သူအခြေခံ People Platform စတင်အကောင့်ထဲပေါ်လုတ်ကင်သွားမည်ဟုဆိုပါသည်။ရှင်းလုပ်ငန်းစဉ်များအကောင့်ထဲပေါ်ရန်အတွက်အမေရိကန်ပြည်ထောင်စုတွင်တရားဝင်မှတ်ပုံတင်ထားသည့်အဖွဲ့အစည်း၃ရပ်နှင့်လုံဆောင်သွားမည်ဖြစ်ပြီး၎င်းတို့အနက်ငြိမ်းချမ်းရေးနှင့် Federal Democracy ဆိုင်ရာ Institute Institute of Peace and ဖက်ဒရယ်ဒီမိုကရေစီ IPFD ပထမဆုံးခြေလှမ်းအဖြစ်စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဒေါက်တာဆဆာကထုတ်ပြန်ချက်တွင်ရှင်းသားထားပါသည်။ဖွဲ့စည်းလိုက်သည့် IPFD သည်မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့်စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကိုအရှိန်မြင့်တရန်နှင့်မြန်မာအရေးလှုပ်ရှားမှုများကိုနိုင်ငံတကာအသိုင်းအဝိုင်းများ၏တန်တမာရေးလူသားစာနာမှုနှင့်နိုင်ငံတိဆောက်ရေးချိုးပန်းမှုများအတွက်ဖြည့်ဆည်းပေးရန်အဓိကရည်ရွယ်ကြောင်းသိရပါသည်။၎င်းအပြင်လူမျိုးနယ်မြေများတွင်ဒီတန်တရာအုပ်ချုပ်ရေးနှင့်အောက်ခြေမအထက်သို့တိဆောက်သော Federal စနစ် vote.federalism ကိုအပြည့်ဆောင်ရွက်ခြင်းမတူကွဲပြားမှုများရှင်းတွဲနေထိုင်ခြင်းများကိုညှင့်တင်ပေးပြီးဒေတာတွင်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ခေါင်းမုံသောအုပ်ချုပ်မှုစနစ်များကိုပံ့ပိုးကူညီရန်အတွက်ဖြစ်တည်ဟုဆိုပါသည်။လက်ရှိစစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲသည်တရားဝင်ရွေးကောက်ပွဲမဟုတ်ဘဲ၎င်းတို့၏ရာဇဝတ်မှုကျူးလွန်ပြီးအာဓမအုပ်ချုပ်နေမှုကိုတရားဝင်ဖြစ်လာစေရန်လိမ့်လည်လှည့်ပြခြင်းဖြစ်ကြောင်းဒေါက်တာဆဆာကဆိုပါသည်။ရှေးဆက်ရမည့်ခရီးလမ်းသည်ရှေးလျာကြမ်းတမ်းနိုင်တော်လေညှို့မှု30နှစ်ခိုင်မာသောစိတ်ဓာတ်တို့ဖြင့် မြန်မာနိုင်ငံအစ်ကိုပြည်내များအလုံးတစုတစည်းတဲ့ပေါင်းစည်းထားသည့်မြန်မာပြည်တော်စုသမရနိုင်ငံတော် United State of Myanmar USM ကိုတိဆောက်သွားကြမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ရေးသားထားပါတယ်။ဒေါက်တာဆာဆာသည်မတူပီမျိုးနှင့်လိုင်လင်းပြည်ကျေးရွာတွင်မွေးဖွားခဲ့ပြီးအာမေးနီးယားနှင့်အင်္ဂလန်တို့တွင်ဆေးပညာသင်ယူက2008ခုနှစ်တွင်ဖွဲ့ရရှိခဲ့ပြီးချင်းပြည်နယ်သို့ပြန်လာ၍ပရာဟိတလုပ်ငန်းများလုပ်ကိုင်ခဲ့ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်၎င်း၏ရွာတွင်ပြေးလည်အရှိဖေး၃00ရှိသောလေရင်ငယ်များဆင်းသက်နိုင်သည့်လေရင်ကွင်းကိုပြပအကူအညီများနဲ့တည်ဆောက်ခဲ့သူဖြစ်ပါသည်။ဆက်လက်ပြီးတိုင်းသုံးတိုင်းတွင် AA ကစစ်ကောင်စီစစ်စခန်း၅ခုနှင့်ရွာ၃ရွာကိုသိမ်းပိုက်ထားတဲ့ဆွေတရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ ရခိုင်ယူမတောင်တန်းအလုံးမကွေတိုင်းပဲခူးတိုင်းနဲ့အေယာဝတီတိုင်းတွေကစစ်ကောင်စီစစ်စခန်းကားကုနဲ့ရွာသုံးရွာကိုအာရကတက်တော် AA ကသိမ်းပိုက်ထားသည်ဟု ISP မြန်မာ၏အစီရင်ခံစာတွင်ဖော်ပြပါရ ISP ၏ဒီဇင်ဘာလ၁ရက်နေ့ထုတ်အစီရင်ခံစာဖော်ပြချက်အရမကွေတိုင်းအဘဒလန်ပေါ်ကစစ်ကောင်စီစစ်စခန်းနှစ်ခုပဲခူးတိုင်းဗဒောင်းမြို့နယ်ကနှစ်ခုနဲ့အေယာဝတီတိုင်းခွငတိုင်းချောင်း လမ်းပေါ်ကစစ်စခန်းတစ်ခုတို့ကိုအာရကတက်တော် AA ကသိမ်းပိုက်ထားကြောင်းသိရပါဗျ။ AA သိမ်းပိုက်ထားသောကျေးရွာ၃ရွာမှာမကွေးတိုင်းငပဲမြို့နယ်ဗဒန်းကျေးရွာအုပ်စုမှာပစီကျေးရွာနဲ့ဂွားမြို့နယ်အစပ်အေယာဝတီတိုင်းတဲကမကြီးစင်ကျေးရွာနဲ့ဗောမိကျေးရွာတို့ဖြစ်ကြောင်း ISP ဖော်ပြချက်အရသိရပါဗျ။မကွေးတိုင်းအံပဒလန်းပေါ်ကတိမ့်ပိုက်ထားသောစစ်ကောင်စီစစ်စခန်းတစ်ခုမှာပစီကျေးရွာအနီးမျောစစ်စစ်စခန်းနှင့်ဂုတ်ကြီးစစ်စခန်းတို့ဖြစ်ပြီးရင်းစစ်စခန်းများအားအောက်တိုဘာလ9ရက်နေ့တွင် AA ကတိမ့်ပိုက်ခဲ့ခြင်းဖြစ်ပါသည် ပစီရွာသည်လက်ရှိတိုက်ပွဲပြင်းထန်နေသောနရေကံပြူဟာကုန်းစက္ကန်ဤအရှိမြောက်ဖက်၃မိုင်အကွာတွင်ရှိပြီးအမှတ်905အမြောက်စက္ကန်ကုတ်ကဲမှုဌာနချုပ်နှင့်လည်းညီချောင်းသိရပါသည်ပကိုးတိုင်းပတောင်မြို့နယ်ကစစ်ကောင်စီစစ်စခန်းနှစ်ခုမှာပကံခွေပကံခွေခြေရွာတောင်ဘက်9မိုင်ခန့်အကွာရှိ666.9ပတောင်တောင်ကုတ်လမ်းပေါ်ရှိမိုးတီတောင်စစ်စခန်းတို့ကိုအေအေကသိမ်းပိုက်ထားခြင်းဖြစ်ပါတယ်။ပကံခွေ666.9ကိုအော်တိုဘားလ14ရက်နေ့နှစ်ပိုင်းတွင်သိမ်းပိုက်ခဲ့ပြီးမိုးတီတောင်စစ်စခန်းကို ဇန်နဝါရီလ26ရက်တွင်တင်ပိုက်ခဲ့ပါတယ်။အေယာဝတီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့အနီးကစစ်ကောင်စီ၏အမြောက်တပ်ရင်အမှတ်344အနီးကကာကဲစခန်းတစ်ခုထပ်မံနေကိုပြီးခဲ့တဲ့လအနေငယ်တွင်မှအေအေကတင်ပိုက်ခဲ့ကြောင်းသိရပါတယ်။အမှတ်344အမြောက်တပ်ရင်ကိုအရကတက်တော်အေအေကတင်ပိုက်နိုင်ရန်ယခုနှစ်စံပိုင်းကစာရွက်ဒေသခံပြည်သူကောက်ွယ်ရေးတပ်ဖွဲ့များဖြင့်ဖူပေါင်းထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။ လက်ရှိအရက်ကတက်တော် AAD မကွေးရခိုင်အဆက်ရှိနိုင်ရီကန်လီကျောင်းရန်ကောက်ွယ်ရစ်တက်စခန်းကြီးဘကိုဖရောင်းမျိုးနယ်ကကာပါဆ6အနီးနဲ့အီယာဝတီတိုင်းရေကြီးလေးမျက်နှာကာပေါင်းမျိုးနယ်တို့တွင်စစ်ကောင်စီတပ်နှင့်တိုက်ပွဲပြင်းပြထန်ထန်ဖြစ်ပွားနေစေဖြစ်ပါရယ်ရခိုင်ရိုးမတောင်တန်းအလုံးကအရက်ကတက်တော် AAE ထိုးစင်ညာသည့်အာနာသိန်းစစ်ကောင်စီ၏ကောက်ွယ်ရစ်ပစ္စည်းထုတ်လုပ်သည့်ဆက်ယုံကာပါဆ6နှင့်ကာပါဆ14တို့ကိုဦးတည်လျက်ရှိကြောင်း ISP မြန်မာကသုံးသပ်ထားပါရယ် မကွေပဲခူးနဲ့အီယာဝတီတိုင်းတို့တွင်စစ်ကောင်စီ၏ကပ္ပဆတ်ဆက်ယုံ22ခုရှိပြီး16ခုသည်အီယာဝတီမြေကြီးအနောက်ဘက်ခြမ်းတွင်တိစောက်ထားပါသည်။အေအေထိုးစစ်များမှကပ္ပဆတ်ဆက်ယုံများသို့ဦးတည်လာတော့လေရခိုင်ကမ်းရိုးတန်းဘက်တွင်စစ်ဆိုင်ထားရမှုတိမ့်ပိုက်ပြီးပါကလည်း ထိ ंछ ုပ်ထားရန်ခက်ခဲမှုများကြောင့်ကပ္ပစဆက်ယုံများအားသိမ်းနိုင်ရန်မလွယ်ကူသေးကြောင်း ISP မြန်မာကသုံးသပ်ထားပါတယ်။အရက်ကတက်တော် AAD ရခိုင်ပြည်အတွင်းမြို့နယ်၁၄ခုနှင့်ပလောဝမြို့နယ်တို့ကိုသိမ်းပိုက်ထားပြီးရခိုင်ပြည်သိမ်းပိုက်ရန်ကြံရှိနေသည့်သည့်စေကောင်းစီထိ ंछ ုပ်မြို့စစ်တွေကြောက်ဖြူနှင့်မန်အောင်တို့ကိုသိမ်းပိုက်နိုင်ရေးကြိုးပမ်းနေပါတယ်။ AAE စီးရေလှူရှာမှုများသည့်ရခိုင်ပြည်အပြင်ချင်းပြည်မကွေတိုင်းဘကိုးတိုင်းအေရဝတီတိုင်းကချင်နှင့်ရှမ်းမြောက်တို့တွင်ရှိနေပြီးစေကောင်းစီဤတက်ဆက်ခန်းတက်ရင်များအားသိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်